ားလုံးမင်္ဂလာပါ so all in one channel မှာကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာ ကောင်းမြတ်ခေရေးသားထားတဲ့ပြိုင်ဘက်ကငါဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်အပိုင်းငါလူတိုင်းထံမှသင်ယူခြင်း Facebook မှာမကြာခဏတက်လာတဲ့ဖတ်ရတဲ့စာစုလေးတွေရှိပါတယ်။သင်ခန်းစာယူရုံစာစုလေးတွေဖြစ်လို့တဘာဝရုပ်တိနဲ့တိုင်းတာလို့တော့မရဘူးပေါ့။မှတ်မိတလို့ပြောပြပါအောင်မယ်။တခါတော့ကအင်ဂျင်နီယာတယောက်ဟာအထက်မြင့်တိုင်တစ်ခုကို ဆောက်လုပ်ပြီးစီခါမှတိုက်ပိုင်ရှင်ကဓာတ်လီကတက်ချင်ကြောင်းပြောလာလို့ခေါင်းဆားနေပါတယ်။အဆောက်အုံကလည်းဆောက်လုပ်ပြီးပြီမို့တချို့ခန်းတွေကိုပြန်ပြိုချပြီးအပောက်ဖောက်မယ်ဆိုရင်လည်းအဆင်မပြေတော့ပါဘူး။ အဲ့ဒီအခက်အခဲကို ဖြေရှင်းဖို့သူစဉ်းစားရခဏီတုန်းတာမန်အလုတ်တန်းတမတယောက်ကသူ့စိတ်ကူကိုရုတ်တရက်ထုတ်ပြောလိုက်ပါတယ်။ဒီအလုတ်တန်းတမလေးတဦးရဲ့စိတ်ထဲကြောင့်အင်ဂျင်နီယာဟာလည်းသူ့ပြဿနာကို ဖြေရှင်းနိုင်သွားပါတယ်။အလုတ်တန်းတမပေးတဲ့အကြံကတော့ဒက်လီကားကိုအဆောက်အုံရဲ့အပြင်ဘက်ကရက်ကနေစောက်လိုက်ဖို့ပါပဲ။ပညာတတ်ပုဂ္ဂိုလ်တယောက်ကခေါင်းပူအောင်စဉ်းစားနေရတဲ့ပြဿနာတစ်ခုကို တမန်အလုတ္တမတရားရဲ့အကြံဉာဏ်နဲ့လွယ်ကူစွာဖြည့်ရှင်းလိုက်နိုင်ပါတယ်။ဒီနေရာမှာအင်ဂျင်နီယာကသာတမန်အလုတ္တမတရားရဲ့အကြံကိုလက်ခံစရာလားလို့တလွဲမာနာလေးနဲ့ညီလိုက်မယ်ဆိုရင်တော့သူပြေတနာကပြေလည်ဖို့မရှိပါဘူး။တခါတလေမှာကိုယ့်ထက်ဘဝအချိန်ကြီးနေပန်းသူတွေစီကလည်းတင်ယူတတ်ဖို့လိုပါတယ်။ တခါတော့ကကြော်ကြားလာတဲ့တရားဟောဆရာကြီးတယောက်ရဲ့နောက်ဆုံးအချိန်မှာ သူ့တပည့်တယောက်ကတိလူရာကိုမေးပါတယ်။ဆရာကြီးရဲ့ဆရာကဘသူပါလဲဆိုတော့ဆရာကြီးကငါ့မှာဆရာတွေကအများကြီးရှိတာပြောပြရရင်ငါ့အသက်တည်တာတော့ကုန်မမဟုတ်ဘူးလို့ပြန်ဖြေတယ်။ဒီတော့တပည့်ကအဲ့ဒီအများကြီးထဲကမှ၃ယောက်လောက်ကိုပဲပြောပြပါဆရာကြီးလို့တောင်းဆိုတော့တရားဟောဆရာကြီးက သူ့ရဲ့ဆရာတွေအများကြီးတဲ့ကဆရာ၃ယောက်ကို ပြောပြပါတယ်။ ငါရဲ့ပထမဆရာကတကူတယောက်ပဲငါတရားဓမ္မရှာဖွေဖို့လှည့်လေသွားလာနေညတညမှာတကူတယောက်နဲ့တွေ့တယ်။ငါလည်းတဲခုဖို့နေရာရှာမရတာနဲ့အတိတကူကိုတဲစီရနေရာပမာရှိလေလို့မေးတယ်။တကူကဒီချိန်ပမာမှတဲလို့မရကြောင်းပြန်ပြောပြီးတကူတယောက်အိမ်မှာတဲခုဖို့စိတ်ရှိရင်သူ့အိမ်မှာတဲခုနိုင်ကြောင်းငါကိုပြောတယ်။ငါလည်းရွေးချယ်စရာမရှိတဲ့အစုံအတိတကူအိမ်မှာတညအိပ်ဖြစ်သွားတယ်။ တကူကငါ့ကိုသူ့အိမ်ကိုလိုက်ပို့ပြီးသူ့ရဲ့ခိုးတဲ့အလုပ်ကိုလုပ်ဖို့ပြန်ထွက်သွားတယ်။မနေ့လင်းတော့တကူကလက်ပလာနဲ့သူ့အိမ်ကိုပြန်လာတယ်။ငါကသူ့ကိုဘာမှမရခဲ့တာစိတ်မပြတ်ဘူးလားလို့ပြီးတော့သူကငါ့ကိုပြန်ဖြေတယ်။ဒီနေ့တော့ဘာမှမရခဲ့ဘူး။ဒီနေ့မရတော့လဲနောက်နေ့ပေါ့။မနေ့ပြန်ကြရင်အဆင်ပြေသွားမှာပါတဲ့။ဒီလိုနဲ့ငါလည်းတကူရဲ့အိမ်ကပြန်ထွက်လာပြီးတဲ့နောက်ရောက်လီယာမှာ တရားထူရအောင်ကြင့်ကြံအားထုတ်ခဲ့ပြီးမှတရားထူကမရနိုင်ဘူး။ငါစိတ်ပြက်လာတယ်။စိတ်တက်ကြလာတယ်။တရားရှာတဲ့အလုပ်ကိုဆွန့်လွတ်ခြင်းစိတ်ဖြစ်လာတယ်။ဒါပေမဲ့ငါတကိုးရဲ့အိမ်မှာတဲခဲတုန်းကသူပြောတဲ့စကားတွေကိုပြန်စဉ်းစားမိတယ်။ဒီနေ့မရလဲနောက်နေ့ပေါ့။မနေ့ဖန်ကြရင်အဆင်ပြေသွားမှာပါတဲ့။တကူတယောက်ကတော့သူ့အလုပ်ကိုယုံကြည်ချက်အပြည့်နဲ့ဆက်လျှောက်လှမ်းနေသေးတာပဲ ငါလဲဒီနေ့တရားထူးမရပါပဲမနက်ဖန်တော့ရမှာပါဆိုတဲ့ယုံကြည်ချက်မွေးပြီးကြိုးစားလိုက်တာနောက်ဆုံးငါလိုချင်တဲ့တရားထူးကိုရရှိခဲ့တယ်။တကူတယောက်စီကသူ့အလုံးနဲ့ပတ်သက်ပြီးစိတ်ကြံတဲ့ယုံကြည်ချက်ကိုတည်ယူခဲ့ရလို့တကူကငါရဲ့ဆရာဖြစ်တယ်။ငါရဲ့နောက်ထပ်ဆရာတယောက်ကခွေးတကောင်ပဲ။တရက်မှာခွေးတကောင်ကရေအိမ်ထဲကရေကိုတောက်ဖို့ကြိုးစားနေရတာငါတွေ့ခဲ့တယ်။ ်ခွေးကရိုင်တဲကသူ့ရိတ်ကိုသူ့ပြန်မြင်တော့ကြောက်လန့်တကြားဖြစ်သွားတယ်သူ့ရိတ်ကိုသူရန်သူအမှန်နဲ့မှန်ပြပြတော့ရိုင်တဲကအရှိတ်ကလည်းအပြင်ကသူ့ဟန်ပန်အတိုင်းလိုက်လုတ်တယ်သူလည်းသူ့ရိတ်ကိုသူမှန်ပြရင်ဟောင်းရင်နောက်ဆုံးတော့မောလာတယ်ခွေးကမောလဲမောရေလဲစာနေပြီဆိုတော့နောက်ဆုံးမှရေထဲကိုခုန်ချလိုက်တယ်ဒီတော့မှသူ့ရိတ်ကပျောက်သွားပြီသူ့လဲရေကိုအေးအေးဆေးဆေးတောက်လို့ရသွားတယ် ငါလည်းဒီခွေရဲ့အဖြစ်ကိုကြည့်ပြီးသင်ကန်းဆိုင်ရသွားတယ်။ငါတို့တခုခုကိုကြောက်နေရင်အဲ့ဒီအကြောက်တရားတွေကို ဝင်တိုးရမယ်ဆိုတာပဲ။ဝင်တိုးလိုက်ရင်အကြောက်တရားကပျောက်သွားလိမ့်မယ်။ငါဒီတိကိုခွေးစီကနေတင်ယူခဲ့ရတယ်။ဒါကြောင့်ငါရဲ့ဒုတိယမြောက်ဆရာက ခွေးတကောင်ပဲ။ငါရဲ့နောက်ထပ်ဆရာကတော့ကလေးငယ်တယောက်ပဲ။ကလေးငယ်တယောက်ကဖះကို မီးပူစော်ဖို့ဖះောင်းတိုင်တိုင်ကို မီးထွန်ပြီးဖះเจ้าစီကိုတွားနေတာ တရားနိုင်ကမင်းကိုယ်တိုင်မိထွန်းလာလာလားလို့ငါမေးလိုက်တော့ကလေးငယ်ကဟုတ်တယ်လို့ပြန်ဖြေတယ်။တရားနိုင်ကအစတုန်းကမိမရှိဘူးနော်။မိထွန်းတော့မှမိကပေါ်လာတာဆိုတော့အဲ့ဒီမိကဘယ်ကရောက်လာတာလဲမင်းသိမှာပေါ့။အဲ့ဒီမိဘယ်ကလာတယ်လဲငါ့ကိုပြောပြပါဦးလို့ငါကလေးကိုနှောက်လိုက်တယ်။အဲ့ဒီမှာပဲကလေးကငါထင်မှားတဲ့အပြုတ်မှုတစ်ခုကိုလှုပ်လိုက်ပြီးငါ့ကိုမိခွန်းပြန်ပေးတယ်။ ကလေးကဖျောင်းတိုင်မိကိုမှုတ်လိုက်ပြီးခမားကြည့်နေတော့ပျောက်သွားတဲ့မိကပယ်ရောက်သွားတာလေတဲ့ကလေးရဲ့အပြုတ်မှုနဲ့မိကွန်ကငါ့ကို တွေ့ဝေသွားစေတယ်ငါ့ကို အတွေးတွေအများကြီးဖြစ်သွားစေပြီးငါ့ကိုငါဒေါ်လာကြီးရဲ့လို့ထင်ထားတဲ့မာနာတရားတွေလေပျောက်ကုန်တယ်ငါတိထားတာတွေကဘာမှမဟုတ်ပါလားလို့အတိတရားရလာတယ်ဒီကလေးစီကနေဒီအတ္တိတရားတွေသင်ယူရရှိလိုက်တဲ့အတွက်သူကငါရဲ့တတရားမြောက်ဆရာပါပဲ။ တရားဟောဆရာကြီးကသူ့စကားတွေကိုဒီမှာပဲအဆုံးသက်လိုက်ပါတယ်။ကျွန်တော်အသက်18နှစ်လောက်အထိအိယာခင်းတွေစောင့်တွေလျှော့တဲ့အခါစက်ပြာရေးစင်အောင်မလျှော့တတ်သေးပါဘူး။တကယ်ကမလျှော့နိုင်တာပါ။စောင့်တတ်တဲ့လျှော့ပြီးတိုင်းခြေကုံလပဲ့ကြတဲ့အထိဖြစ်ရပေမဲ့စက်ပြာရေးစင်တယ်ရဲ့လို့ရှိပါဘူး။ဒါကြောင့်အိယာခင်းတွေစောင့်တွေလျှော့ရမှာကိုကျွန်တော်တိမတက်ကြောက်ခဲ့ပါတယ်။ဒီနေ့ဘုံကြီးကျောင်းတစ်ကျောင်းကိုကျွန်တော်ရောက်တော့ ကိုရင်လေးတပါးသူ့ရဲ့အိယာခင်တွေစောင်းတွေလျှော့နေတာကို တွေ့ရပါတယ်။ကိုရင်လေးကလျှော့ပြီးတဲ့စောင်းတွေကိုအလျားလိုက်တန်းထားတဲ့ဝလုံးတန်းတစ်ခုပေါ်ကိုတင်လိုက်ပါတယ်။ပြီးတော့စောင်းရဲ့အစွန်နှစ်ဖက်ကိုဝလုံးတန်းရဲ့တစ်ဖက်တစ်ချက်စီမှာချလိုက်ပါတယ်။အဲ့ဒီအစွန်နှစ်ဖက်ကနေစောင်းကိုလင်ပြီးရေညှစ်ပါတယ်။စောင်းကဝလုံးစီကိုလိမ်တက်သွားပြီးရေညှစ်ရမှာရေကူသွားပါတယ်။ဒီပုံစံကလူနှစ်ယောက်စောင်းကိုတစ်ဖက်စီကင်ပြီးရေညှစ်တဲ့ပုံစံမျိုးပါပဲ။ ဒါကိုကိုရင်လေးကဝက်လုံးတဲ့ရဲ့အခုညီကျူပြီးအားအများကြီးကုန်စရာမလိုပဲသူ့တယောက်တည်းနဲ့ဆက်ပြရေးစင်အောင်ညှစ်သွားတာပါကျွန်တော်လည်းအဲ့ဒါကိုမှတ်ထားပြီးကိုယ်တိုင်ရှော့ဖို့တဲ့အခါသူ့ရဲ့ဒီအတိုင်းလိုင်းလုံးဖြစ်လိုက်တာအခုထိပါပဲကျွန်တော်လုံကြီးရှော့တဲ့အခါမှာလည်းလုံကြီးကိုကြောက်ပြားဒါမှမဟုတ်ရေချိုးခန့်ရဲ့ကျန်းပြင်မှာဖြန့်ခင်းပြီး brand နဲ့တိုက်ချပြီးမှရှော့ပါတယ် ရေချိုးကဲမဟုတ်တဲ့နေရာ၊ကြောက်ပြားမရှိတဲ့နေရာတွေမှာလုံခြုံလျှော့ဖို့ကျွန်တော်အတွက်အခက်တွေ့ရပါတယ်။ဒီနေ့တငယ်ချင်းတယောက်အိမ်ကိုအလဲသွားတော့တငယ်ချင်းကသူ့အိမ်ရှိကွက်လမ်းမှာအဝတ်လျှော်နေပါတယ်။သူကစိန်ထားတဲ့အဝတ်တွေထဲကလုံခြုံတဲ့ထဲကိုယူလိုက်ပြီးဆက်လွယ်တိုင်းတဲ့ပုံစံဖြစ်အောင်လုပ်လိုက်ပါတယ်။ပြီးတော့လုံခြုံကိုလက်ဖနှောင်းနှစ်ဖက်နဲ့ပွတ်တိုက်လျှော့ဖို့ရင်ကလှည့်လှည့်သွားပါတယ်။သူလျှော်တဲ့ပုံစံကတာမန်အညီအကြီးလောက်ကိုပြအောင်လျှော်နိုင်ပါတယ်။ ကျွန်တော်သူ့ရဲ့လုံကြီးလျှော်တဲ့နေကိုမှတ်ထားပြီးအဲ့ဒီနေအတိုင်းကိုယ်တိုင်လိုက်လျှော်ဖြစ်ပါတယ်။တငယ်ချင်းစီကလည်းလုံကြီးလျှော်တဲ့နေကိုအမြင်နဲ့တင်ယူမိခြင်းပါပဲ။တင်ယူလေ့လာဖို့အတွက်ဘသူစီကတင်ရမယ်ရဲ့လို့ကျွန်တော်ခွဲခြားမနေပါဘူး။ကို့အတွက်ပညာတခုခုရရှိစေရာရှိတယ်ဆိုရင်ဘသူစီကမဆိုအမြင်နဲ့အကြားနဲ့လည်းတင်ယူလိုက်တာပါပဲ။ရေးကြည့်တာကမနေ့ကငါထက်ဒီနေ့ကကတခုခုကိုပို့ပြီးတင်ယူတက်မြောက်နေဖို့ပါပဲ။ အားနဲ့ချက်ကိုမောမှန်ခြင်း။ငါမေကပြောတယ်။ငါတို့မိသားစုထဲမှာရုပ်ချောတဲ့သူမရှိဘူး။ဒါကြောင့်နင်းမှန်ရှိမှရဲ့နေရတာရှက်လိုက်တော့။နင်းဖေလည်းရုံချောဘူး။ဒါပေမဲ့မိသားစုကို ကောင်းကောင်းဦးဆောင်နိုင်တယ်။နင်းဖေလိုဖြစ်အောင်လုပ်တဲ့။ပြီးတော့ငါမေကပြောသေးတယ်။အဝိစာကိုတက်တက်ရဲ့ဝတ်ပါတဲ့။အဝိစာတက်တက်ရဲ့ဝတ်တဲ့လူကိုမိမတွေကသဘောကျတယ်တဲ့။ငါကရုံမချောဘူး။ဒါကြောင့်ငါအဝိစာတွေအများကြီးဝယ်ခဲ့တယ်။ အမေရိကန်နိုင်ငံသားစီစဉ်တင်ဆက်သူစတီဗင်ဟာဗေးကသူ့ရဲ့ TV ပရိုဂရမ်တစ်ခုမှာပြောသွားတဲ့စကားပါလူဆိုတာအားနည်းချက်ကိုစီရှိတတ်ကြပါတယ်ကိုယ်အားနည်းချက်ကို ထိုင်တွေးပြီးစိတ်ညစ်နေမယ့်အစားအားနည်းချက်ကိုမောမက်ဖို့လိုပါတယ်ရုပ်ချောတာကိုတည့်ရက်ပြီးစမက်ကြတဲ့အဝိဇ္ဇာနဲ့မောမက်လိုက်တဲ့အခါအားနည်းချက်ကမီးမိန်သွားရပါတယ်ကျွန်တော်တို့ပေါ်မှာလေအားနည်းချက်တစ်ခုစီလောက်တော့ရှိတတ်ကြပါလိမ့်မယ် အတိအာနေချက်ကို ထိုင်တွေးပြီးစိတ်ညစ်နေမယ်ဆိုရင်တော့ဘဝကအတိပဲရှိမှာမဟုတ်ပါဘူး။အထက်မှာဆုံးကိုယ့်ရဲ့ဖြစ်တည်လာပြီးသားအာနေချက်ကို ကြည်ကြည်နဲ့နဲ့လက်ခံဖို့လိုပါတယ်။အာနေချက်ကိုလက်ခံပြီးရင်အဆွမ်းအစတွေအရေးအသွေးတွေနဲ့မောမှန်ပြီးလူတွေကကိုယ့်အာနေချက်ထက်အတိအရာတွေကိုကြုံလွန်ပြီးမြင်လာအောင်အထိစူးစမ်းဖို့လိုပါတယ်။စတီဗင်ဟာဗေးဆိုရင် သူကရုပ်ဆိုးတယ်လို့သူ့ကိုယ်သူလက်ခံပါတယ်။ အဲ့ဒီအာနေချက်ကိုတက်ရက်တဲ့အဝယ်စားတွေနဲ့မွန်းမှန်ပြီးသူ့ရဲ့အစီအစဉ်တင်ဆက်မှုတွေကိုအကောင်ဆုံးလှုပ်ဆောင်ပြနိုင်ခဲ့လို့အမေရိကန် အစီအစဉ်တင်ဆက်သူလောကမှာ အောင်မြင်တဲ့ပုဂ္ဂိုလ်တဦးအဖြစ်ရပ်တည်နေနိုင်တာပါသူတင်ဆက်တဲ့ TV program တွေက အောင်မြင်ပြီးလူကြိုက်များပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်လေလူရှင်တော်နဲ့ဟာတာတေယုတ်ဆောင်ဘီလူဝဆိုရင်လူတိုင်းကရုပ်ဆိုးတယ်လို့မြင်ကြပါတယ် သူကသူ့ရဲ့အားနည်းချက်ကိုတရုတ်ဆောင်အတက်ပညာဟာတာအတက်ပညာတွေနဲ့မောမှန်ပြီးအကောင်ဆုံးလှုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ခေါင်းဆောင်အဖြစ်ဗီဒီယိုစကားတွေအများကြီးရိုက်ခဲ့ရပြီးအောင်မြင်ခဲ့ရသလိုဇက်ဖို့အဖြစ်ယက်တီယာမှာလည်းတရုတ်ဆောင်ခြေမြင့်နဲ့ဇက်ဖို့တရားကိုလည်းဖြစ်ခဲ့ရပါတယ်အကယ်ဒမီရတဲ့အထိလည်းအောင်မြင်ခဲ့ရပါတယ် ဒီကနေ့လက်ရှိကျွန်တော်တို့ခေတ်ကာလမှာဆိုရင်လေလူရှင်တော့ဒိုပေါ့ဆိုရင် သူ့ရဲ့အားနည်းချက်ကို သူ့ရဲ့ဟာတာဖန်တီးမှုနဲ့မောမှန်ပြီးလူတွေကိုပျော်ရွှင်ရင်မောစေတဲ့အတွက်အတိုင်းအတာတစ်ခုအထိအောင်မြင်ပြီးလူတွေကသူ့ကိုချစ်ကြပါတယ်။ရုပ်ပိုင်းဆိုင်ရာအားနည်းချက်တွေမှာမဟုတ်ပါဘူး။စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုလည်းအလားတူမောမှန်ပြီးစူးစမ်းနိုင်ဖို့လိုပါတယ်။ဥပမာမှဲ့ညံမကောင်းတဲ့လူဆိုပါတော့ ကျွန်တော်တို့ငယ်စဉ်ကသင်ခဲ့ရတဲ့မပူကျွယ်တဲ့ခရုငယ်ပုံမြင်တဲ့ကမပူကျွယ်ဆိုရင် သူ့ရဲ့ညံထိုင်းနေဆိုတဲ့အားနဲ့ချက်ကိုစိတ်အားထက်သန်မှုနဲ့မွန်းမံပြီးစူးစမ်းခဲ့လို့ဆရာမကပေးမဲ့စုကို သူရရှိခဲ့တာပါကျွန်တော်တို့ရဲ့လက်တွေ့ပတ်ဝန်းကျင်မှာလည်းအားနဲ့ချက်ကိုမွန်းမံပြီးအောင်မြင်နေကြတဲ့သူတွေမြင်တွေ့နေရတော့မှပဲဒါကြောင့်ကိုယ့်ရဲ့အားနဲ့ချက်အပေါ်သင်ငယ်ဖို့မလိုပါဘူး အားနဲ့ချက်ကိုမောမှန်ပြီးအားတာချက်ဖြစ်လာအောင်ကြိုးစားဖို့ပဲလိုပါတယ်။မနေ့ကအထည်တွေးခဲ့တဲ့အတိတ်ပင်မရှိရဲ့အတွေ့တွေကိုရပ်တန့်ပြီးဒီနေ့အကောင်ဆုံးစတင်ကြည့်ပါ။ကိုကိုကိုမနေ့ကတည်းပို့ဒေါ်လာကြောင်းကိုယ်တိုင်မြင်တွေ့ရပါလိမ့်မယ်။ပြင်းရည်ချင်းထောင်ချောက်တခါတလေမှာကျွန်တော်တို့ကပြင်းရည်ချင်းဆိုတဲ့ထောင်ချောက်ထဲမှာပိတ်မိတတ်ကြပါတယ်။ပြင်းရည်ချင်း6ပါးရှိတယ်ဆိုတာအတော်များများသိကြပါဗျ။စောတာ၊နောက်ကျတာ အေးတာပူတာဘိုက်စားတာဘိုက်အင်တာစတဲ့ပြင်းချီ6ပါးမျိုးကို စင်ချီ6မျိုးလို့လည်းခေါ်နိုင်ပါတယ်။ကျွန်တော်တို့ကအလုပ်တစ်ခုကိုစတင် လုပ်ကင်ဖို့အတွက်စိတ်မပါပဲပြင်းနေတယ်ဆိုရင် အထက်ပါစင်ချီတွေကိုတုံးပြီးအချိန်ဆွဲလေးရှိကြပါတယ်။သူတစ်ပါးကို စင်ချီမပေးရရင် လူကကိုယ့်ကိုယ်ကို စင်ချီပေးပြီးပြင်းကြီးလေးရှိပါတယ်။ကျွန်တော်တို့ပါဇက်မှာစင်ချီတွေနဲ့ မှုန်ထူလာတဲ့အခါအချိန်တစ်ခုရောက်လာရင်အသက်ရှူကျက်လာပါလိမ့်မယ်။မလုံမရှားဘာလုံးမှမလုံပဲအစားတစ်ခုတည်းထိုင်စားနေတဲ့သူတယောက်အဝလွန်ပြီးအစီပိတ်သွားတယ်လို့မျိုးထိုင်ရထရခတ်တဲ့အဖြစ်မျိုးကြုံရပါလိမ့်မယ်။ဆူလိုတာကပြီးရင်ချင်းဆိုတဲ့ထောင်ချောက်ထဲမှာပိတ်မိသွားရင် ရေရှည်မှာဘဝရည်တည်မှုအတွက်ကြီးမားတဲ့အနောက်ရှက်ဖြစ်သွားပါလိမ့်မယ်။ အဲ့ဒီပြင်းရင်ချင်းထောက်ချောက်တဲမှာပြိမိနေပြီလို့တတိထားမိတာနဲ့ကိုကိုကိုကဲတင်ဖို့ကြိုးစားရပါတော့မယ်။ဒီထောက်ချောက်တဲမှာဘဝရဲ့တန်ဖိုးရှိတဲ့အချိန်များစွာကိုဝါးမျိုးစားသုံးမယ်။အင်းအားကြီးနှဆိုးတကောင်က အသင်ဆောင်ဆိုင်နေပါတယ်။ဘဝမှာကိုကိုကိုအမြဲတမ်းတနေ့ထက်တနေ့ပိုတာအောင်ကြိုးစားမယ်လို့ကြံရွယ်ထားသူတိုင်းပြင်းရင်ချင်းထောက်ချောက်တဲကို မကြောက်တတိနဲ့နေထိုင်ရပါတယ်။ ထောင်ချောက်သေးကိုကြနေပြီလို့တတိထားမရင်လေအချိန်ဆွဲမနေပဲကိုကိုကို ပြန်ဆွဲတင်ဖို့ကြိုးစားရပါလိမ့်မယ်။ထောင်ချောက်တက်ကရုံမထွက်နိုင်တော့ရင်တော့ကိုကိုကိုရှုံနေသွားပြီဖြစ်တယ်လို့ကိုဘွားကလည်းစုံရှုံလိုက်ရမှာဖြစ်ပါတယ်။လက်လွတ်တက်ဖို့လိုတယ်။တခါတလေကျွန်တော်တို့ဘွားမှာတပားသူတွေအတွက်တွေးပေးပြီးသူတို့ကိစ္စတွေကိုတာဝန်ယူထားရတဲ့အခိုက်အတန့်တွေရှိတတ်ပါတယ်။ တာဝန်ယူတယ်ဆိုတာကလည်းဘယ်သူကမှတာဝန်ပေးထားလို့မဟုတ်ပဲကိုယ့်ရဲ့ခင်မင်မှု ကိုယ့်ရဲ့စာနာတနာမှုနဲ့ကိုချင်းစာစိတ်ကြောင့်တာဝန်ယူကူညီပေးထားရသူတွေရှိတတ်ပါတယ်ဒီကတလေမှာ ကိုတာဝန်ယူထားမိတဲ့လူတွေကအကြောင်းမတိုက်ဆိုင်စွာနဲ့ကိုယ့်အဖို့ရက်ဆက်သွားတတ်ကြပါတယ်သူတို့အခက်အခဲတွေကိုကိုထက်ပို့ပြီးဖြေရှင်းပေးနိုင်မယ်လို့သူတို့ထင်တဲ့လူတွေစီကိုတွားဖို့အတွက်ကိုရဲ့ကူညီပေးခဲ့မှုတွေကို လေကားအဖြစ် အသုံးပြုသွားတတ်ပါတယ်။ကိုယ့်ရဲ့အာဏာချက်တွေကိုသူတို့ကိုပို့ပြီးကုညီပေးနိုင်မယ်လို့ထင်တဲ့လူတွေစီမှာဖောက်တယ်ချရောင်းစတာမျိုးတွေခံရလေရှိပါတယ်။ကိုယ့်ကိုမလိုအပ်တော့တဲ့သဘောနဲ့ကန့်ကြောက်သွားတာမျိုးတွေလည်းရှိပါတယ်။အဲ့ဒီလိုလူတွေနဲ့ကြုံလာတဲ့အခါကျွန်တော်တို့ကသူတို့အပေါ်အမျက်ထားမနေတော့ပဲခွင့်လွှတ်ပေးလိုက်တာကပိုကောင်းပါတယ်ခွင့်မလွှတ်နိုင်တဲ့အခါဒစိမ့်စိမ့်တွေးပြီးခံစားနေရရင် ကိုယ့်ရဲ့အချိန်တွေကိုထပ်ပြီးစုံရှုံရနိုင်ပါတယ်။အချိန်ကိုစုံရှုံလိုက်ရခြင်းကဘဝကိုစုံရှုံလိုက်ရခြင်းပါပဲလို့ဆရာကြီးအောင်တင်းကပြောခဲ့ပူပါတယ်။ဒါကြောင့်ကိုယ်စေတနာနဲ့ကိုယ့်ရဲ့အကူအညီပေးခဲ့တာတွေကို မထောက်ထားပဲကံကြောက်ထွက်ခွာသွားတဲ့သူတွေအပေါ်ချစ်ချင်းမုန်းခြင်းမခံစားချက်မှမထားပဲလက်လွတ်ပေးလိုက်တာကသူ့ရဲ့ဘဝအတွက်လည်းအဆင်ပြေနိုင်တယ်လို့ကျွန်တော်တို့ရဲ့ရှေ့ဆက်ရမယ့်နေရာတွေကိုလည်းကြည်လင်စေပါတယ် ကိုယ့်ကိုယ်ကိုတနေ့ထက်တနေ့ပိုပြီးကြည်လင်ဖို့ပဲကြိုးစားနေထိုင်ခြင်းကကိုယ့်ကိုယ်ကိုချစ်တတ်ခြင်းပါပဲကိုယ်စိတ်ကို အနံ့ရရှိခြင်းပါပဲအပိုင်း၆ကိုဆက်လက်ဆောင်မျောနားဆင်ပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ် နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ